အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးတုံးတဲ့ချက်ကမှပြန်ပြီးကြိုလိုက်ပါရောဘောနော်အဲ့တော့ဒါမင်းညကတော်တော်ကြီးကိုဒါကျွန်တော်ယင်ခုံစိတ်လုဖွဲလုံးစိတ်လုရှားဖွဲကောင်းတဲ့ညတညကိုကျွန်တော်တို့ဒါအသိန်းဒီဘက်ကနေပြဖြတ်တန်းခဲ့တယ်ဘောနော် နောက်ဆုံးချိန်ထိကမ်းဘတ်မှကမ်းဘတ်ပါလားဆိုတဲ့ယင်ခုံမှုတွေနဲ့တူကျွန်တော်တို့ဒါစောင့်ကြည့်ကြရတယ်။ဒါဘူရီရှာဒေါ်မွန်နဲ့ဘာဆလိုနာပွဲစဉ်မှာလည်းဒါကြောင့်ဘူရီရှာဒေါ်မွန်ရဲ့တိုက်စင်မှုဖြစ်တဲ့ဂူဒါစီဟက်ထရစ်ရပြီးတော့အကောင်းဆုံးပြန်လာဖို့ထိကြိုးစားခဲ့တယ်။နောက်ဆုံးချိန်လည်းသူတို့အနေနဲ့ဒါကြောင့်ပြန်လာဖို့အတွက်မျှော်လင့်ချက်တွေရခဲ့တယ်။ဟူလီယန်ဘရန်ရဲ့ဒါတွင်ကိုလူကျွန်သွားလို့ဒါနည်းနည်းလေးဒါကျွန်တော်တို့အဲစိတ်ထဲမှာနည်းနည်းရတယ်ပဲတစ်ဖက်ကတော့ကျွန်တော်တို့ Aston Villa သင်းနဲ့ PSG ပွဲစဉ်ကနောက်ဒါကျွန်တော်တို့အချိန်ကြာလာနေမြပို့ပြီးတော့ intense start လာခဲ့တယ်ဒါပေမဲ့ဘလောက်ပဲ ပီကမ်ပတ်ဖို့ကြိုးစားကြိုးစားဘူရီရှာဒေါ်မွန်နဲ့ဒါကျွန်တော်အက်စတန်ဗလာသင်းတို့ကတော့ဒါကျွန်တော်ချန်ပီယံလိဂ်ကနေပြီးတော့ထွက်ခွာခဲ့ရပြီးတော့ဘာစလိုနာသင်းနဲ့ PSG သင်းတို့ကတော့နောက်တစ်ဆင့်ကိုတက်လန်ခဲ့ပြီဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီပွဲလေးတွေအကြောင်းကကျွန်တော်ဘူရီရှာဒေါ်မွန်နဲ့ဘာစလိုနာပွဲစဉ်ကိုအရင်ပြောမယ်။ပြီးရင်တော့ဒါကျွန်တော်အက်စတန်ဗလာသင်းနဲ့ PSG ပွဲစဉ်ပြောမယ်ပေါ့နော်။အဲ့တော့ဘူရီရှာဒေါ်မွန်သင်းနဲ့တို့အနေနဲ့ဒါကျွန်တော်တို့အိမ်ဝင်းမှာဒါဘာစလိုနာအသင်းကိုအဲ့ခံခဲ့တယ်။ကိုဗစ်အသင်းကဒီနေ့ပွဲစဉ်မှာလုံးဝကိုဒါကျွန်တော်တို့ဘာစလိုနာအသင်းက highlight ကိုဖြိုးဖျက်ဖို့တော့ကျွန်တော်တို့ဒါလုံးဝ တိတိချာချာကိုပလန်လုပ်လာခဲ့တဲ့ပုံစံမှာရှိပါတယ်တကယ်ကိုတိတိတသားပါပဲဒါကျွန်တော်ခုနပြောလို့ပဲဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်ကဘာစလိုနာဟိုင်းလိုင်းကိုတို့တွေနေချောင်းပြီးစော်တယ်ချောင်းပြီးစော်တဲ့စီကနေဒါအလုတ်ဖြစ်ဖို့နီးနီးလေးဖြစ်ခဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဆက်စနီတယောက်ဒါကျွန်တော်တို့ပထမဆုံးပနတီမှာသူ့ရဲ့အမမကင်းခဲ့ပေတပွဲလုံးတိုက်တာရဆိုရင်တော့ဆက်စနီတယောက်တအားကောင်းခဲ့တယ်တစ်ဖက်အသင်းရဲ့အပိုင်လုံးမှန်သမျှဆက်စနီတယောက်ဒါအကောင်းဆုံးဒါကျွန်တော်ပို့ထုတ်ခဲ့တက်ဝမ်မိုမန့်မှာဆိုရင် double save ကိုတွေးခဲ့ရတဲ့အထိကိုဒါဆက်စနီကောင်းခဲ့တယ်ပေါ့နော်အဲ့တော့ဒီနှစ်မှာဒါကျွန်တော်ဆက်စနီကိုပြန်ခေါ်ခဲ့တဲ့ဘာစလူနာအသင်းအတွက်ကဒါကရွှေတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနှစ်မှာဒါကျွန်တော်ဒီနှစ်ပွဲစဉ်မှာဒါဘာစလူနာအသင်းကလောက shutdown လုပ်သွားလို့ပဲဗျာတိတ်ပြီးတော့ခါတိုင်းမြင်နေကြကျွန်တော်ဒါ pre main ဘက်ကစားပဲ short ထားတာဘာလားလို့မမြင်ခဲ့ရမယ်လာလီဂါမှာတွေ့နေကြတာကျွန်တော်ဘာစလူနာအသင်းကိုလောက shutdown ဖြစ်သွားတယ်ရောဒါဒီနှစ်မှာအကောင်းဆုံးတွေ့နေရဘာစလူနာအသင်းကိုမဟုတ်ပဲနဲ့ဒီနှစ်မှာဒါပြောရမယ်ဆိုဘိုရီရှာတော်မွန်ကပူကောင်းခဲ့တဲ့အသင်းဖြစ်ခဲ့တယ်ဒါဒီနှစ်ပေါ်မှာဒါကျွန်တော်တို့ covid ကတော့သူ့အသင်းဘာလုပ်မယ်ဘာဖြစ်မယ် ်ဆိုတာကိုတိတိကျကျတွက်ဆလာခဲ့တယ်။တစ်ဖက်အသင်းကဒါအလွန်ကျော် highlight ဆော့တယ်။အာရူဟိုကူဘာစီတို့ရဲ့ highlight ဆော့မှုကိုဒီနေ့ပွဲစဉ်မှာအခွင့်ကောင်းယူဖို့အတွက်ကြိုးစားတယ်။တောင်ပိုင်းတွေမှာကျွန်တော်အာဒီယာမီဘီယာနဲ့ဒါကျွန်တော်တို့ဂူရာစီတို့ရဲ့မြန်နှုံးမြင့်တောင်ပိုင်းတောင်မြန်နှုံးမြင့်ကစားသမားတွေကိုဒါအခွင့်ကောင်းဒါအပြည့်တော့ဒီနေရာမှာဒါတွေမဟုတ်ဘဲနဲ့ set piece man သမားမှာဒါသူတို့အနေနဲ့တစ်ဖက်ရဲ့ဒါကျွန်တော်အလွန်ကျော် highlight တက်မှုကဒီစစ် set piece တွေကလည်းပါဂိုးသွင်းမှုကြိုးစားတယ်။အဲ set piece ကလည်းပဲဒါကျွန်တော်တို့ ကိုယ်တော်ပဲ good လုံးရတယ်ဗောနပြောချင်တာကဒီနေ့ပွဲစံမှာ covid ကဘူရီရှာဒေါ်မွန်ရဲ့ပွဲစံမှာဒါကျွန်တော်ဒီနေ့ပွဲစံမှာနီးပြအရာတယောက်အရာတကယ်ကိုအိမ်စာအရန်ချီပြုံခဲ့တယ်ပထမပိုင်းမှာသာဂိုးမပြတ်ခဲ့ဘူးဆိုရင်ဘာစနာတင်တဲ့ဒီနေ့ပွဲစံက immediate ချောက်ဖို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်သွားမယ်ဒါပေမဲ့ဒီနေ့ပွဲစံမှာဒါဘာစနာတင်တဲ့ပထမပိုင်းရဲ့ဒါကျောပုတ်ပထမအကြော့ရဲ့ခြေစွမ်းကဒုတိယအကြော့မှာတော်တော်ကြီးကိုအသင်းကို help လုပ်ခဲ့တဲ့ sense ကိုမြင်ခဲ့ရတယ်မှာပါတယ်ဗောနဒါကအမှန်တိုင်းပြန်စဉ်းစားကြည့်မယ်ပြန်တွေးကြည့်မယ်ဆိုတာအသေးသေးနဲ့တော်တော်လေးကိုအသက်ရှူချောင်ခဲ့တဲ့နေထားမှာရှိတယ် ။တပတ်ကပြန်စဉ်းစားကြည့်မယ်ဆိုဘူရီချာတော်မွန်တော့ကသိပ်ပြီးနှမျိုးကိုခေါ်တယ်။ပရိသတ်တွေဒီနေ့ပုံစံမှာတို့အသင်ပြန်လာနိုင်မလားဆိုတဲ့ movement ကိုတွေးကြရတယ်။ဒါကျွန်တော်ပြောမယ်ဆိုစပါအသင်ဒါကျွန်တော်တို့ IS ကို comeback လုပ်တဲ့ပုံစံမျိုးဒါကျွန်တော်တို့ကစားသမားတယောက် hat trick နဲ့အတူဒါပြန်လာဖို့တော့ကြိုးစားခဲ့တယ်။ဒါပေမဲ့ဘူရီချာတော်မွန်နေတဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အဲကျိုးစားတော့တော့မလုံလောက်ခဲ့ပါဘူးသူတို့ရဲ့အသက်ကိုသူတို့ကိုတတ်သွားခဲ့တာသူတို့ရဲ့ကစားသမားတွေပဲပြန်တတ်သွားခဲ့တယ်လို့ပဲပြောရမယ်တမပါတယ်ဘာဘာလို့တူလဲဆိုတော့သူတို့အနေနဲ့လက်ရှိမှာဘလူးရှော့ဒေါ်မွန်အနေနဲ့ ပေးလဲတဲ့တကူကတော်တော်လေးကိုဒါတန်ဖိုးမရှိတဲ့အတွင်းကိုဗျအဲ့ဒါပေးလဲဆို ိုပေးတဲ့ပိုဆောင်သေးရဖို့ကောင်းတာကုကစားသမားကိုယ့်ရဲ့ဒါကျွန်တော်တို့ကမ်ဘက်မျောလင်းချက်ကြီးကိုတပ်လိုက်လို့ဖြစ်သွားတာဘရစ်ဘာနီအနေနဲ့ဒီနေ့ပုံစံမှာသူကိုယ်တိုင်မဲ့ဒါကျွန်တော်တို့တကယ်ကိုရင်ခွန်လို့ရမယ့်ဒါကျွန်တော်တို့အလုံးကုန်ဒါ assess လုပ်ခဲ့မယ်သူကိုယ်တိုင်မဲ့ဒါကျွန်တော်ဘိုရီရှာဒေါ်မိုရဲ့အိမ်မက်တွေကိုရိုက်ချိုးခဲ့တယ်ပေါ့နော်ဘက်စဘာနီအနေနဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ in the in in ဖြစ်သွားခဲ့တာတော်တော်လေးနှမျောဖို့ကောင်းအဲ့တော့ဒီနေ့ပုံစံမှာဘာဆိုတော့အသစ်လုံးဝ shut down လုပ်သွားအဲ့ဒါကြီးကျွန်တော်လုံးဝမကြိုက်ဘူးဒါကျွန်တော်ဒီယာဒီမှာတွေ့နေမြင်နေကြဘာဆိုတော့အသစ်လုံးဝမဟုတ်ဘဲနဲ့တော်တော်ကြီးကိုပြကျွန်တော်ပထမစဉ်းစားတာပေါ့နော်ကျွန်တော်တစ်ဖက်က Aston Villa သင်းနေတာ PSG ပွဲလာလဲ ကောင်းနေတော့ဒါတစ်ဖက်ကိုကျွန်တော်ကြည့်နေတော့အမှန်တမ်းပြောကြည့်နေတော့ဒါကျွန်တော်ဒီလက်ရှိမှာစဉ်းစားပြီး overdose တင်ကဘာလူစုံမထုတ်တာလားပေါ့ line လည်းပဲကျွန်တော်တို့တက်မကြည့်တော့ဘောလုံးမကြည့်အချိန်မှာကျွန်တော်နိုးလာတာပါလဲနောက်ကြာနောက်ကြာတဲ့အချိန်မှာခုနကပြောလို့ငါကြည့်ဟောဘာဆိုတော့ဒီလောက်ချာနေတာပေါ့နော်ဖလိုဖလိုလေအရင်နေတဲ့ကဒါမဟုတ်ဘူးဗျ first line ဒါပထမကဒါဘိုးလို့ချာဒေါ်မွန်နဲ့နစ်ပုံစံမှာဒါတော်တော်လေးကိုကောင်းတော့ဒါဘာဆိုတော့အသင်းကိုချာအောင်လုပ်လိုက်သူဖြစ်သွားတယ်ခင်ဗျာဗျာ high line နေဆိုကျွန်တော်မှရှိနေရကျွန်တော်ကျူကိုကဘာဆိုတော့အသင်းကိုအားပေးနေတာပေါ့ဘာလို့ဆိုကိုကဒါကြိုက်တဲ့အသင်းဆိုတော့ဟာဘာဆိုတော့ ခင်ဗျာ highlight တွေကကျွန်တော်ဟို download ကြီးကိုပဲလန်းလန်းကြည့်ရကိုကျွန်တော်မနေ့ကတီးရီဟွန်နေဒီကျွန်တော်ဒါဟို sky spot မှာပြခဲ့လို့ဘယ်လိုကျွန်တော်တို့ဒါစိတ်ကြတိုင်ကိုလန်းလန်းကြည့်နေရတာဘာလို့ပြပြထွက်သွားမှာတလုံးဆိုဗျာကျွန်တော်ဒါဟိုနောက်ဆုံးချိန်ထိဒါကျွန်တော်အိုးလောကဝူစီမမဟုတ်ဟာသွားပြီလေတူရတော်သေးတာဗောဒါကျွန်တော်ပြောလို့သူတို့ညလက်ရှိမှာအာရူဟုန်းနဲ့ကူပါစီဒါ highline ဆိုတော့တတော်လေးအဆင်ပြေလို့နှုတ်မဆိုခွေးဖြစ်တယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါဘောဆူနာသိနေတာခြေစွမ်းရတတော်လေးကိုညံ့နေတတော်ကြီးကိုညံ့နေဒါပေမဲ့အချိန်တိုင်းရင်တော့ဒါကျွန်တော်ဒီ ်သွင်းကိုတဲ့ဒါပထမကြော့ရတာကောင်းမှုတွေနဲ့တူတာတော်တော်လေးကိုဒီနေ့ပေါ်မှာအေးပါသွားခဲ့တဲ့ပွဲစဉ်တွေလို့ပြောပြရစေနောက်ပွဲပွဲတော့ကျွန်တော် Aston Villa အသင်းနဲ့ Paris Saint Germain ပေါ့နော် Aston Villa အသင်းနဲ့ Paris Saint Germain မှာဒါကျွန်တော်တို့တကယ်ကိုဒါကျွန်တော်တို့ပို PSG ကိုအမြဲတမ်းမုန်းတဲ့ကစားသမား market ratio လို့ပဲကျွန်တော်အနေနဲ့မြင်တယ်တပွဲလုံးပါဗျာဒါကျွန်တော်တို့ကျွန်တော်ဒီလို market ratio မျိုးမတွေ့ရတတ်တော်ကြပြီဒီနေ့ပေါ်မှာဒါကျွန်တော်တို့လက်ရှိမှာ football ကာရာဒါကျွန်တော်တို့ market joe mcgain ကိုဒါကျွန်တော် man of the match ပေးထားတယ်ဗောနော် တပွဲလုံးတိုင်းတိုင်ရာ rushful ရဲ့ယုံအားကန်အားဆိုတာတကယ်ကိုကြောက်ခမန်းလီလီပဲမသိရင်များတဲ့မှာ rushful ကသူ့ရဲ့ငယ်မွေးချံပေါင်းကလပ်ကိုကယ်တင်ပေးနေတဲ့အတိုင်းပဲတကယ်ကိုကြည့်လို့ခေါင်းတာ market rushful တက်ကလေတက်မှာ PSG နဲ့တွေ့ပြီးဆိုရင် comeback ကိုအလွန်ကြုံစူးစမ်းရဲ့ကစားသမားပဲခမက်တတိယအတွင်းကိုမှတိုင်တယ်ပေါ့နော်သူနှစ်ယောက်ကိုလိန်ပြီးပြန်ထွက်သွားပြီးအလဲကိုပြန်ထိုးပေးလိုက်တဲ့ဘောလုံးကကျွန်တော်အခုကျွန်တော်ဒါ အိတ်လိုက်တာနဲ့ဘာလဲဆိုကျွန်တော်ဒီဘောလုံးပဲပြတာပဲငါးနိုင်ချောင်းနဲ့မျက်လုံးနဲ့ရမထွက်ဘူးမာကက်ရိုရှုတကယ်ကိုကောင်းနေတယ်ဒါပေမဲ့ခုနကဘောလုံးပဲပြဿနာအားပြ ကျွန်တော်တို့ Aston Villa တဲ့ပထမမှာနှစ်ခုမလိုအပ်ပင်နဲ့ပြီးလိုက်တာတော်တော်ဆိုးသွားတာဒါအောင်နာပေါ်တာဒီရှိတ်ကပွဲလို့ပဲ PSG ရဲ့အကောင်းဆုံးအနေထားတစ်ခုမှမရှိသေးဘူး PSG နဲ့ဒီနေ့ပေါ်တော့မှဒါကျွန်တော်တို့အရန်ကြီးတာဒါပေမဲ့ပြဿနာကလည်းစကားအများကြီးပြောတာကွင်းလေပါပဲရာဟူနိမ့်နဲ့ Fabian Roos တို့ပါတယ်ကွင်းလေပါကြီးစောင်းရမ်းတည်တာလေဆရာပြီးဒီနေ့ပေါ်စမှာဒီပြောလို့ပြောတာမဟုတ် PSG ရဲ့နောက်တော်တော်ညံ့တယ်ပါချူကောတာမာကွင်းဟုတ်စကောတတော်ကြီးကိုအဆင်မပြေရတယ်မှာပါတယ်ခုနကပေါ်တော့ Aston Villa တဲ့ဒီနေ့ပေါ်စမှာလေတစ်ဖက်ကဒေါ်နာရာမှာမသိမ့်မကောင်းခဲ့ဘူးဆိုဒီနေ့ပေါ်စမှာလေတစ်ခါ ိုက်ရိုက်နေခုန rating တွေကိုမယုံလားပွဲကြည့်မှယုံ football producer ကျွန်တော်တို့ဒါတော့မယုံတော့ဆိုကျွန်တော်ကြည့်တယ်ပေါ့ဒီနေ့ပွဲစဉ်မှာလေး လက်ရှိ Aston Villa ရဲ့ကိုယ်တော်မ Emilia Martinez ကို Donnarumma ကိုကျွန်တော်ချက်ပေါ်ကြတယ်။ဘာလို့လဲဆိုတော့ဒီပွဲကို keep in လုပ်ထားတာ။ဘာလို့အလွန်ကျွင်းဂိုးပြတ်သွားနိုင်တဲ့အခွင့်အရေးနှစ်ယောက်လုံးမှာရှိတယ်။ Aston Villa သင်္ကန်းဒီနေ့ပေါ်မှာတာပထမပိုင်းမှာနေလို့ဆိုဒုတိယပိုင်းမှာတာပြန်လာနိုင်မှုအခွင့်အရေးအများကြီးရှိတယ်။ပြန်လာနိုင်တာတွေမဟုတ်ဘူးလုံးဝပျောက်ပေါင်းအောင်လုပ်လိုက်လို့ရတဲ့ movement တွေရှိတယ်။ပထမပိုင်းမှာနေတာလုံးဝဂိုးပြတ်သွားနိုင်တဲ့ movement မှာလည်းဒါ Martinez ရောအလွန်ကျွင်းကာကွယ်ဒုတိယပိုင်းမှာ Donnarumma တာကျွန်တော်ဂိုးပြတ်သွားနိုင်လို့ဆိုတာအလွန်ကျွင်းကာကွယ်။အဲ့တော့ဒီနေ့ပွဲရဲ့ intensity ကိုနှစ်ယောက်လုံးရဲ့ကိုယ်တော်မှာထိန်းတယ်။ အဲ့တော့ခုနကတခါကြခုနကဟိုလက်ရှိမှာ6.0 6.0 what the fuck ပွဲကြည့်ရလို့ဒီဒီနေ့ပုံမှာဒေါနာရမနာကျွန်တော်တို့ save လုပ်တာဟုတ်တယ်ပေးတဲ့အတင်ကိုရှိ of course 3-2ဆိုတာဂိုးသမားရေအရန်ကောင်းတယ်ပေါ့ဒါပေမဲ့ တကယ်ပွဲကိုအရင်တည်းအော်ဒီနေ့ပွဲစမှာပြီးတော့နောက်တစ်ခုကလေဒီလားလက်ရှိမှာလူးဝစ်အန်ဒီကြီးရဲ့ဖူဘက်တွေကအင်မတန်မှချစ်ဖို့ကောင်းတာဆရာဟာကီဘီနူနိုမဲနူနိုမန်ဒက်ဆိုပြသွင်းသွားတဲ့သူကိုကျွန်တော်ပထမအထင်တာကရေးစစ်လို့ခေါ်ရင်လည်းခေါ်ဖို့နော်ကျွန်တော်ထင်လိုက်တာအော်ဒန်ဘီလီသွင်းသွားပြမှာနူနိုမန်ဒက်ဖြစ်နေတယ်ဗျာဘာလို့ဒီအလေကြီးမှာဒီလိုပိုဇီရှင်မှာနူနိုမန်ဒက်က ရှိစရာအကြောင်းမှမရှိတာနူနိုမန်ဒက်စီကံကဟောကိုးရတယ်ပထမပိုင်းမှာဒီမှာလည်းမဟုတ်2-0နဲ့ပြီးသွားတော့2-0နဲ့ဒါပထမပိုင်းမှာ အချိန်ကြီးကဒါကျွန်တော်တို့မကောင်းတော့လို့ပြီးတော့ပြီးတော့ပြီးတော့ talisman ဘုံဆိုပြီးလှုပ်ချတာဟာ ဂျော်မက်ဂင်းသွင်းကူကတကယ်စနန်းရှိတယ်ခင်ဗျာဂျော်မက်ဂျွန်မက်ဂင်းရဲ့သွင်းကူကတကယ်ကိုတကယ်ခူးဖြစ်ပြီးတော့တော်တော်ကြီးကိုအဆင့်တန်းရှိတဲ့သွင်းကူလို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်မိတယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိဒါကျွန်တော်တို့ Aston Villa အသင်းနေနဲ့ဒီနေ့ပွဲစဉ်ကတော့ဒါတော်တော်လေးကိုနှမျောဖို့ကောင်းတယ်သူတို့နေက crucial ဖြစ်တဲ့အရာတစ်ခုကိုဒါကျွန်တော်တို့မလုံနိုင်ခဲ့တဲ့အနေအထားမှာရှိရပေါ့ဒါတော်တော်လေးကိုကျွန်တော် personal မြင်မှာဆိုတော့နှမျောဖို့ကောင်းတဲ့အခြေအနေတစ်ခုလို့တော့ကျွန်တော်နေမြင်မိရတယ်မှာပါတယ် တုတ်ပေမဲ့တော့ညာလေခုနကပါရစ်စင်ဂျာမိန်နဲ့နောက်ဆုံးအဆုံးသတ်မှာတော့သူတို့ပဲဒါကျွန်တော်တို့လွတ်သွားအဲ့တော့လက်ရှိဒါကျွန်တော်တို့ချန်ပီယံလိပွဲစဉ်နောက်တစ်ဆင့်တက်သွားတဲ့အသင်းတွေကတော့ Aston Villa အသင်းနဲ့ Paris Saint-Germain အသင်းတွေကတော့နောက်တစ်ဆင့်ကို try တနက်ပဲတက်သွားခဲ့တယ်လို့ဒါပေမဲ့ရရှိမှာဒါကျွန်တော်တို့ဒီ Aston Villa PSG ပွဲတကယ်ကိုကြည်ကြောင်းခဲ့တယ်ရသအပြည့်ပြီးခဲ့တယ်နောက်ဆုံးမိနစ်အထိ Aston Villa ဘာများလုံးပြနိုင်အောင်မလဲဆိုတော့တော်တော်ဘာလို့ ပူပြီးရင်ခုပူကောင်းတယ်ခွန်စာရဲ့အတွင်းကက58မိနစ်မှာဖြစ်နေတဲ့အတွက်ကြောင့်ပူပြီးကြည့်လို့ကြရမယ် PSG ကနောက်ပိုင်းပေါ်စမှာဒါနောက်ပိုင်းမှာတော်တော်လေး release and regain နဲ့ cancel ကိုချုပ်လိုက်တဲ့ချိန်မှာနိုင်မှုတည်ကြသွားခဲ့တာပဲလောက်ပါပဲဘလုံးပွဲတွေကိုကြည့်ရှုချင်တယ်ဆိုရင်တော့ youth sport media 3.0နဲ့ DB4U တို့မှာကြည့်ရင်လို့ဆိုတော့ပေါ့ကိုကြည့်လို့ရပါတယ်မြန်မာ့ clip ဖို့မမိကြပါနဲ့ဗျမြန်မာ့ clip မှာမြန်မာနိုင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျကောင်းမွန်တော်နေ့နေ့ဖြစ်ပါစုမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့အားလုံးပဲကျေးဇူးတင်ပါတယ် diva ဗျ